အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီစက်ပေဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆင်းရဲအဖွားဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအဖွားရေဒီနေ့တော့တမီမုတ်ဖို့ဆဲချက်ရတော့မှပဲကြောင်းဝင်သွားမယ်အော်မြီးလေးရေမုတ်ဖို့ဆဲချက်ကဘာလို့ဖို့အတွက်တော့အဖွားရေတမီတို့ကြောင်းရဲ့အရှိမအကြောဆိုင်တစ်ဆိုင်ရှိရဲ့တိလား အဲ့ဒီအကျော်ဆိုင်မှာစမူစာပူပူလေးလောက်ပြီးတော့ရောင်းနေအဖွားရဲ့တမိစမူစာကြော်စားခြင်းလို့ပါအေးပါမြည်လေးရဲ့စမူစာကြော်စားခြင်းလဲဆိုလို့ရှင်တော့ဝယ်စားလိုက်တော့ရော့ဒီမှာပတ်စံယူသွားကျေးဇူးတင်ပါတယ်ဖွားရဲ့အေးအေးအေးဟုတ်ပါပြီဟုတ်ပါပြီနောက်တစ်ခါထပ်ပြီးတော့ကျေးဇူးတင်တယ်တော့အဖွားရဲ့အခုကြောင်းသွားဖို့နောက်ကျနေပြီမြည်လေးရဲ့သွားသွားသွားတော့ရှာသွားသွားတော့သူ့ရဲ့မြီမလေးနဲ့အတူတူနေထိုင်နေကြတာပါသူရဲ့သားနဲ့ချွေမကတော့လွန်ခဲ့တဲ့နှစ်အနေငယ်အရင်ကကွယ်လွန်သွားကြပါပြီ ရှာတာစီမနေထိုင်စားတောက်ဖို့အတွက်အိမ်နဲ့မလန်းမကန်းမှာလေယာဉ်မြေလေးတစ်ခုရှိပါတယ်။သူ့မြေလေးရဲ့အကောအငင်းနဲ့သူကအဲ့ဒီနေရာမှာအသီးနှံတွေကိုစိုက်ပျိုးထားပါတယ်။ဒါတွေကိုရောင်းချပြီးနောက်မှာတော့သူ့ပတ်စံအနေငယ်ရှာဖွေပါတယ်။အသီးနှံတွေကိုရိတ်သိမ်းရှူပြီးနောက်မှာတော့မိနာရဲ့ကောင်းပေါ်ချင်တောင်းလေးနဲ့တင်ပေးလိုက်တဲ့အခါမိနာကတော့တရွာလုံးမှာပိုက်ရှောင်းပါတယ်။ကဲမြေလေးရက်ကွက်ထဲမှာဒီအသီးနှံတွေအကောလုံးကိုရောင်းခဲ့နော်။ဈေးထဲမှာရောင်းလို့ပိုတဲ့အသီးနှံတွေကိုတော့ရှမ်ပူရဲ့ဆိုင်မှာပဲပေးခဲ့လိုက် ဟုတ်ကဲ့ကောင်းပါပြီအဖေဒီလိုနဲ့မိနာကလည်းဟင်းသီးဟင်းရွက်တွေရှောင်းဖို့အကြွားရွာလေးကိုထွက်ခွာသွားပါတယ်အရင်နေ့မိနာဟင်းသီးဟင်းရွက်ရှောင်းဖို့ထွက်ခွာသွားခဲ့ပေမဲ့သူမစိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပြန်ရောက်လာပါတယ်ဘာဖြစ်တာလဲနင်ဘာဖြစ်လို့ဒီလောက်တောင်မှစိတ်ပြက်လက်ပြက်ဖြစ်နေရတာလဲဘယ်သူမှမဝဲကြဘူးအဖေရင်ရွာမှာပတ်ရောင်းတာတယောက်မှလည်းမဝဲကြဘူးဦးလေးရှမ်ဘူးကလည်းမယူဘူးတဲ့အော်တမီးလေးရဲ့ဒါဆိုရင်တော့ဒုက္ခပဲဒီဟင်းသီးဟင်းရွက်တွေကိုတ냐အောင်ထားလိုက်မယ်ဆိုလို့ရှင်တော့အားလုံးပုတ်တိုးကုန်ပါ မကောင်းတော့တဲ့ဟင်းသီးဟင်းရွက်တွေကိုဆိုရင်တော့ဘယ်သူမှဝယ်မှမဟုတ်တော့ဘူးပြောပြီးနောက်မှာတော့အဖွားကြီးဖြစ်သူကိုယ်တိုင်ကလည်းတတော်လေးစိတ်ပြတ်ဝမ်းနေသွားခဲ့ပါရည်အဖွားရဲ့ဝမ်းမနေပါနဲ့အဖွားဝမ်းနေနေရကိုမြင်လို့ရှင်တော့တမီးလက်တအားဝမ်းနေတယ်တိလားအေးပါမြည်လေးရဲ့ထပ်ပြီးတော့မငိုတော့နဲ့တော့ဖြစ်မဲ့ကိစ္စတွေကတော့ဖြစ်မှာပဲလေဟုတ်တယ်မလားနောက်နေ့မနေ့ရှာတာအေးရကနိုးလာတဲ့အခါမှာတော်လေးအံ့အားတင်သွားခဲ့ရပါရည်သူချင်းနဲ့မထည့်ထားခဲ့တဲ့ဟင်းသီးဟင်းရွက်တွေအားလုံးကလက်ဆက်နေစေပါပဲ အခုလေတင် channel ကခူထားတဲ့ပုံစံအတိုင်းကိုလက်ဆန်းနေကြတာပေါ့မြည်လေးရေဒီမှာလာကြည့်စမ်းပါဦးတော်တော်လေးကိုထူးဆန်းနေတော့မထင်မှတ်ထားတဲ့ထူးဆန်းမှုကတော့ဖြစ်လာခဲ့ပြီမနေ့ကတော့ကရှိတဲ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးအခုချိန်ထိတော်တော်လေးလက်ဆန်းနေသေးပဲဟုတ်တယ်နော်အဖွာရဲ့ဒီဟင်းသီးဟင်းရွက်တွေအကုန်လုံးကတော်တော်လေးလက်ဆန်းနေရပဲနေရင်းမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေအားလုံးထပ်ပို့ပြီးတော့လက်ဆန်းနေသေးတယ်ဒါပေမဲ့ဒါတွေအားလုံးဘလို့ဖြစ်သွားလဲဆိုတော့ကိုတော့အဖွာလုံးဝနားမလဲတော့ဘူးသမီးရဲ့သမီးနားလဲတယ်အဖွာဒါတွေအားလုံးဘလို့ဖြစ်လဲဆိုတော့သမီးသိတယ် ။အမေမအိတ်ခင်တုန်းကအဖေကိုပြောလိုက်တယ်။အဖွားရဲ့ဟင်းသီးဟင်းရွက်တွေအားလုံးမပြတ်စည်းပါစေနဲ့ဆိုပြီးတော့လေ။တွေ့လား။အဖေကိုယ်တိုင်လာပြီးတော့စောက်ရှောက်ပေးထားတယ်မဟုတ်လား။အယူမလေးပါဇက်ပိတ်ထားစမ်း။နေအဖေရဲ့ဝိညာဉ်ကိုနေအိမ်မအထင်းမှာတော့တွေ့ရတာမဟုတ်ပဲနဲ့သူဘလို့ဖြစ်ပြီးတော့အိမ်ကိုလာတယ်ဆိုတော့ကိုနေရသိရလေဒီလိုပြောပြီးနောက်မှာအဖွားကလည်းစကားကိုလှည့်လိုက်ပါတယ်ကဲ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 တော်ပြီတော်ပြီအခုတော်လိုက်ပါတော့ဒီဟင်းသီးဟင်းရွက်တွေအားလုံးရွာမှာအမြန်ဆုံးသွားပြီးတော့ရောင်းချလာခဲ့နေအကြောင်းလဲသွားရအောင်မယ်လေဟုတ်တယ်မလား အရန်ကိုလက်ဆက်နေတဲ့အသေးအချွတ်တွေဆိုတော့အမြန်ရှောင်းလို့ကုံသွားလိမ့်မယ်တော့ဟုတ်ကဲ့ပါအဖွာရဲ့ကောင်းပါပြီဒါဆိုရင်တော့အမြန်ဆုံးသွားပြီးရောင်းချလာခဲ့လိုက်မယ်နော်ရဲ့နေငယ်ကုံဆုံးသွားခဲ့ပါတယ်ရှာတာကလည်းပန်းမေးနေချေလောင်းဖို့အတွက်ခြံထဲဆင်းသွားပါတယ်ဒီအချိန်မှာသူကလည်းပေါ်လိုက်ပါတယ်ဒုက္ခပါပဲငါကတော့နောက်ထပ်ဘေးဒုက္ခတစ်ခုကိုရင်ဆိုင်ရပြန်ပြီလွန်ခဲ့တဲ့၃ရက်လောက်ထဲကရေလည်းမရဘူးဒီဟင်းသီးဟင်းရွက်တွေအကုန်လုံးဘယ်လိုလုပ်ရမလဲရေလောင်းရအောင်မယ်လေစဉ်းစားပြီးတော့အဖွာဖြစ်သူကလည်းတော်တော်လေးစိတ်ပြတ်ဝမ်းနေနေခဲ့ပါတယ် သူလည်းစိတ်ပြက်လက်ပြက်နဲ့အိမ်မှာပြန်လာပြီးထိုင်နေခဲ့ရပေါ့။အဖွားကမိနာကိုပြောခဲ့ပါရဲ့။မိလေးရဲ့အဖွားတို့လည်းဖေးတစ်ခွာလောက်တော့ဖြော်လာခဲ့ပေးစမ်းမအောင်ခေါင်းတွေတအားကိုက်နေရဲ့။ဒါနဲ့ဘာဖြစ်လို့ခေါင်းကိုက်နေရတာလဲအဖွားရဲ့သမီးတို့လည်းပြောပါအောင်။လွန်ခဲ့တဲ့၃ရက်လောက်ခရေကရေရလည်းမလာဘူးလေ။သီးနှံတွေကိုရေလောင်းပေးရအောင်မ။ပန်းဖေးတွေအကုန်လုံးကလည်း၆သွေးနေပြီးဘယ်ကနေပြီးတော့ရေကိုယူလာခဲ့ရမလဲ။ဒါဆိုရင်တော့အဖွားကြီးအဖွားလက်ဖေးရတော့ပြီးခဏလေးအနားယူနေလိုက်နော်။အရန်ကြီးလဲစိုးရိမ်မနေပါနဲ့။ရေလာလာမလာလား။ ဒီအပင်တွေအကုန်လုံးကိုတော့ကျမရအောင်ရှင်းလောင်းမယ်ဘလို့လုံးမလို့လဲမိလေးရဲ့ဒီပန်းပင်တွေအကုန်လုံးကိုရှင်းလောင်းဖို့အတွက်ဖယောသခင်ကိုယ်တိုင်ရောက်လာမှာလားရရလေးဖွားရဲ့အဲ့လိုမျိုးတွေးမယ်ဆိုလို့ရှင်လဲအဆင်ပြေသားပဲငါမိလေးကတကယ်အရန်ကိုရိုးသားလို့နဲ့ဘာတွေစဉ်းစားနေမှန်းကိုမသိဘူးအဖွားကလည်းလက်ဖက်တောက်ပြီးအိမ်လုံးတွေကိုလောက်ကင်နေခဲ့ပါရဲ့ဒါပေမဲ့သူကတော့ပန်းပင်တွေကိုရှင်းလောင်းဖို့အတွက်ပဲစိတ်ပူနေခဲ့ပါရဲ့ဟင်းသီးဟင်းရွက်ရောင်းပြီးပတ်စာလေးအနှဲငယ်လောက်ရှာနေခဲ့ရအောင် အခုဒုက္ခရောက်ပြီနဲ့တွေ့ပါရဲဒီပုံစံအတိုင်းဆိုရင်တော့ငါဘယ်လိုလုပ်ရပါ့မလဲတစ်ချက်တော့အပြင်ထွက်ပြီးသွားကြည့်ရမယ်ဘယ်လိုအခြေအနေဖြစ်နေပြီလဲဆိုတာကိုသိရအောင်လို့ပြောပြီးနောက်မှာတော့အဖွားကလည်းအပြင်ထွက်ပြီးကြီးလိုက်ပါရဲဒီအချိန်မှာသူမပြန်ပြီးတော့အံ့အားသင်ခဲ့ရပါရဲသူရဲ့အချံတစ်ခုလုံးကတော့ရေတွေနဲ့ပြေးနေခဲ့ပါပြီဟင်းသီးဟင်းရွက်တွေအကုန်လုံးကလက်ဆန့်နေရပါပဲဒါရီကိုမြင်တွေ့ခဲ့ရတဲ့အခါမှာအဖွားဖြစ်တော့ကတော်တော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲဒီနောက်ပြောခဲ့ပါရဲ အမလီပြောစရာကောင်းလိုက်တာဒီနေ့ထိုးစားတဲ့ဖြစ်ရပ်တွေထပ်ပြီးတော့ကြောင်တွေးခဲ့ရတယ်။ဖယားသခင်ကငါ့ရဲ့လရမြေတစ်ခုလုံးကိုပြန်ပြီးတော့ဆိုပြေတော့အောင်လုပ်ပေးခဲ့ရပဲ။ကြည့်ရတာအရှင်ကမိနာရဲ့ဆွတောင်းတွေအကုန်လုံးကိုဖြည့်ဆည်းပေးရတဲ့တူတယ်။အရင်လျားဆော့ပြီးအဖွားအုပ်ကြီးရဲ့ခြံထဲမှာဟင်းသီးဟင်းရွက်တွေအများကြီးပေါက်နေခဲ့ပါတော့တယ်။ဟင်းသီးဟင်းရွက်တွေကအရန်ကိုလက်ဆက်ပြီးတော့ကောင်းလွန်ပါတယ်။အဖွားအုပ်ရဲ့ဟင်းသီးဟင်းရွက်တွေကအရင်တုန်းကထပ်ပိုးပြီးရောင်းရခဲ့ပါတယ်။တရမှာတော့ဆိုင်ပိုင်းရှင်ရှမ်ပိုးကအဖွားအုပ်စီရောက်လာပါတယ်။ အဖွားရေဒီနေ့ကစပြီးတော့တမိတဲ့မိနာကိုခေါင်းပေါ်ရွက်ခိုင်းပြီးတော့ဟင်းသီးဟင်းရွက်လိုက်မရောခိုင်းတော့နဲ့ဒါဆိုရင်တော့ဟင်းသီးဟင်းရွက်တွေအားလုံးကိုနေယူမလို့လားရှမ်ပူရဲ့ဟုတ်တယ်ဟုတ်တယ်အဖွားကျွန်တော်ဟင်းသီးဟင်းရွက်တွေအကုန်လုံးကိုယူပေးမယ်အဖွားကတော့ဒီဟင်းသီးဟင်းရွက်တွေအကုန်လုံးစိုက်ပြောတဲ့အလုပ်ကိုပဲလုပ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအဖွားကလည်းအတော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်စိတ်ထဲကနေပြီးတော့လည်းပြောလိုက်ပါတယ်ကြည့်ရတာဘုရားသခင်ကတကယ်ပဲငါတို့ရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးနေရတဲ့တူပါရဲ့အရာအလုံးကကောင်းတာတွေကြီးပဲဖြစ်နေတယ် ငါမြေလေဒီနေ့ကစပြီးတော့အလုပ်တွေအများကြီးလုပ်စီရမလို့တော့ဘူး။စာဖတ်ဖို့တော့အချိန်ကပိုထွက်လာလိမ့်မယ်။အဖွားအိုရဲ့ဟင်းသီးဟင်းရွက်တွေအားလုံးကိုတော့ရှံပိုးဝယ်သွားခဲ့ပါရီ။လူတွေကလည်းလက်ဆက်လုံးနေတဲ့အဖွားအိုရဲ့ဟင်းသီးဟင်းရွက်တွေကိုသဘောကျလို့နဲ့အတော့အားလုံးလာဝယ်ကြပါရီ။ဟင်းသီးဟင်းရွက်တွေကမနက်ကရောင်းရင်ခဏအတွင်းကုန်ဆုံးသွားကြပါရီ။ရှံပိုးကိုယ်တိုင်လည်းစီးပွားရေးအခြေအနေပုံမကောင်းမလာပါရီ။အဖွားကိုယ်တိုင်ကလည်းဟင်းသီးဟင်းရွက်တွေကိုဈေးကောင်းကောင်းနဲ့ရောင်းချနိုင်သွားခဲ့ပါပြီ။ငါတို့စင်ရတာအတော့ဖျားသခင်ဘက်ကပေးလိုက်တဲ့လက်ဆောင်လို့တတ်မှတ်လို့ရတယ်။ ငါရဲ့ဟင်းဒီဟင်းရွက်တွေအကုန်လုံးကိုဈေးကောင်းကောင်းနဲ့ငါရောင်းချနိုင်ပြီ။တကယ်တော့အဖွာဒါရီအကုန်လုံးကိုအဖေကိုယ်တိုင်လှုပ်ပေးနေရလေ။အဖေဒါရီအားလုံးကိုလှုပ်ပေးခဲ့တာသိလား။နင်ကတော့ထားလိုက်ပါတော့ဟဲ့။ဘာရီလျှောက်ပြောနေမှန်းကိုမသိဘူး။နောက်ထပ်ရနေငယ်ကြသွားတဲ့အခါမှာရွာမှာမိုးရေကတဲထန်စွာရွာသွန်းခဲ့ပါရဲ့။ရှိရီကအရန်ကိုကြည်လွန်နေတဲ့အတောရွာမှာရှိတဲ့လေရီမြေရီရောက်ရီအကုန်လုံးရှင်မြုပ်ကုန်ပါလေ။ဒါပေမဲ့အဖွားရဲ့ခြံထဲမှာစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေကတော့ဒီပုံစံအတိုင်းပါပဲတခုမှမပြတ်စည်းသွားပါဘူး။ အမလေးထိုးဆလိုက်တာငါ့ရဲ့လေတစ်ခုလုံးရေးထီအောင်မထီဘူးဟင်းသီးဟင်းရွက်တွေအကုန်လုံးကအကောင်းတိုင်းပဲညကတလောက်တောင်မှလေပဲတိုက်ပြီးမိုးရီရွာနေခဲ့တာလေယာမြေတွေအကုန်လုံးပြက်စီသွားခဲ့တဲ့အတော့ရွာမှာဟင်းသီးဟင်းရွက်တွေကအနှဲငယ်သားထွက်ပါတော့တယ်အဖွားကိုယ်တိုင်ကလည်းဒါကိုမကြည့်ရတော့တဲ့အတွက်ရွာသူရွာသားတွေကိုပြောလိုက်ပါတယ်နင်တို့အားလုံးလေယာမြေတွေပြန်မကောင်းမချင်းငါ့ရဲ့ခြံထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုလာယူလို့ရတယ်နင်တို့စီရနေပြီးတော့ငါဘာပတ်စမ်းမှယူမှလည်းမဟုတ်ဘူးတောက်ကြခဲ့ရတဲ့ခါမှာအားလုံးဝမ်းသာပျော်ရွှင်ကုန်ကြပါရဲ့ အဖွားဝကလည်းအားလုံးအတော်ဟင်သည်ဟင်ဝက်တွေကိုအလက်ကားပေးခဲ့ပါရီဒါရီကိုမြင်တွေ့ခဲ့ရတဲ့အခါမှာလောဘကြီးတဲ့ရှမ်ပူဒေါသတစည်းဖြစ်နေခဲ့ရပေါ့ဒုက္ခပဲအဖွားကြီးကတော့ဟင်းသည်ဟင်းဝက်တွေရောင်းပြီးတော့ပတ်စံကောင်းကောင်းရှာနေပြီငါအဲ့လိုမျိုးထင်ထားခဲ့ရပဲအခုအဖွားကြီးကတော့ဒုက္ခပါပဲဘာလို့နေရလဲအလက်ကားပေးနေရလားသူ့ဘယ်ချိန်ထိဟင်းသည်ဟင်းဝက်တွေကိုအလက်ကားပေးနိုင်လဲဆိုတာငါကြည့်ချင်သေးတယ်တကယ်မှတော့ရှမ်ပူနဲ့သူ့ရဲ့မိန်းမနှစ်ယောက်လုံးကလည်းအဖွားရဲ့ခြံထဲကဟင်းသည်ဟင်းဝက်တွေကိုခိုးယူဖို့အတွက်စောင့်ဖျားခဲ့ကြပါရဲ့ မနက်မိုးလင်းအစောကြီးသွားပြီးဟင်းသီးဟင်းရွက်တွေအားလုံးခိုးယူခဲ့ကြပါရဲ့အခုငါးစီကိုဟင်းသီးဟင်းရွက်တွေအားလုံးရှောက်လာပြီဆိုတော့ကောင်းတယ်မင်းထမင်းဟင်းသွားချလိုက်တော့သွားငါမနက်မိုးလင်းအစောကြီးထပြီးစိုင်းသွားဖွင့်ရမယ်ဒီနေ့တော့ကျမတို့ကောင်းကောင်းရှောင်းရတော့မယ်နော်အေးဟုတ်တယ်ငါတို့ဈေးကောင်းကောင်းရှောင်းနိုင်သွားပြီအရင်နေ့မှရှမ်ပူးစီကအားလုံးဈေးလာဝယ်ခဲ့ကြပါရဲ့သူလည်းပစတွေအများကြီးရှာနိုင်သွားပါရဲ့လူတွေအကုန်လုံးဟင်းသီးဟင်းရွက်တွေကိုချက်ပြုတ်စားတောက်ခဲ့ကြတဲ့အခါမှာတော့ပုတ်တိုးနေတဲ့အသားတွေရဲ့အနံ့တွေကိုရရှိခဲ့ကြပါရဲ့ တော်တော်လေးမကောင်းတဲ့ဟင်းသီးဟင်းရွက်တွေပဲဒုက္ခပဲပုံနေတဲ့အသားရဲ့အနံ့ကိုရနေရနော်ရှမ်ဖူးငါတို့ကိုလှည့်စားလိုက်ကြပဲအရင်တစ္ဆာဖောက်ပြီးလှည့်စားသွားတဲ့ကောင်ကိုကျမတို့အပြစ်ပေးတဲ့နဲ့မဟုတ်ဘူးလားကဲလာကျမတို့သွားကြမယ်အားလုံးသွားပြောကြတာပေါ့ဒေါသထွက်နေတဲ့လူအောင်ကြီးကလည်းရှမ်ဖူးရဲ့ဆိုင်ကိုသွားပြီးတော့သူ့ကိုကောင်းကောင်းယာယီနှက်ခဲ့ကြပါရီဒီအချိန်မှာအဖွာနဲ့သူ့ရဲ့မိလေတော်နှစ်ယောက်လုံးရောက်ရှိလာပါရီဒီလောဘကြီးရဲ့သူအခုလိုမျိုးပဲကြုံတွေ့ရတဲ့နဲ့သူကကျမရဲ့ခြံထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေအားလုံးကိုခိုးယူသွားခဲ့ရလေ ဒီအချိန်မှာမီနာကလည်းသူ့အဖေရဲ့ဝိညာဉ်ကိုတွေ့ခဲ့ရပါတယ်။မီနာရဲ့အရာကိုဝမ်းသာပြောရွှင်သွားခဲ့ရတာပေါ့။ကြည်ပါအောင်ဖွာရဲ့ကြည်ပါအောင်အဖေရောက်လာတဲ့အဖေအဖေ။အေးဟုတ်တယ်မီလီရဲ့ဒါနေရဲ့အဖေပဲ။အမေသမီးလေးနှစ်ယောက်လုံးမကြောက်လန့်ကြပါနဲ့။ကျွန်တော်အမြဲတမ်းအမေတို့နဲ့အတူတူရှိနေပေးမယ်နော်။ပြောပြီးနောက်မှာတော့မီနာရဲ့ဖခင်ရဲ့ဝိညာဉ်ကလည်းပြောက်ွယ်သွားခဲ့ပါတယ်။အဖွာကလည်းမျက်ရည်ကိုတုံးနေရင်းနဲ့ပြောလိုက်ပါတယ်။ငါသားလေးကသူ့တေသွားခဲနောက်မှာတော့ငါတို့ကဘလောက်ကြာမှဂရုစိုက်ဆောက်ရှောက်ပေးနေလဲကြည်ပါဦး။ အရင်နေ့ရောက်ဆိုပြီးအဖွားနဲ့မိနာနှစ်ယောက်လုံးကလည်းပျော်ရွှင်စွာနဲ့တသက်အလုံးအတူတူနေထိုင်သွားခဲ့ကြပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စင်ရဲခြင်းနဲ့ချမ်းသာခြင်းကြားကကွာခြားချက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရုပ်တရက်မိုးကြိုးတွေဖြစ်ပြီးနောက်မှာတော့မိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။မိုးရွာတာကိုတွေ့ကြရတဲ့အခါမှာရာသားကတော့နှလုံးရက်သွားသလိုကိုခံစားလိုက်ရပါတယ်။သူမပြောခဲ့ပါတယ်။သမီးလေးအိုမရေအိုမရေဘယ်လိုရောက်နေရလဲအပြင်မှာမိုးတွေရွာနေပြီ။ ဒုက္ခပဲဘယ်လိုလုပ်ကြမလဲငါတို့အိမ်ကမိုးရွာပါတယ်ဆိုနေမှအခုပိုဆိုးတော့မယ်ဒီဒုက္ခစင်ရီအကုန်လုံးကနေပြီးတော့ငါတို့ဘယ်တော့မှလွတ်ငြိမ်းချမ်းသာခွင့်ရမလဲအဖွားရဲ့ကျမတို့လည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကအခုလိုမျိုးဒုက္ခခံနေရတာပဲဘာဖြစ်လို့ခေါင်းမိုးကိုအခုချိန်ထိမပြေရသေးရလဲကဲကဲကဲတော်ပြီတော်ပြီစကားတွေအများကြီးပြောမနေတော့နဲ့အိမ်မှာဘယ်နေရာတွေမိုးရိုနေလဲဆိုတာကိုလိုက်ကြည့်ပြီးပကံလုံးတွေလိုက်ထားလိုက်နေ့ကိုအလုံးလုံးပြီးရှားတဲ့ပတ်စံလေးနဲ့ငါတို့လည်းလောင်းကောင်စားနေရတာပဲ ခမိုးပြင်မဲ့အကြောင်းကိုပြောနေသေးတယ်။ရာသာသွေးရဲ့မိလေးကိုဒီစကားတွေပြောနေခဲ့တဲ့အချိန်မှာပဲမိုးရီတွေကပိုးပြီးတော့ကြာလာခဲ့ပါရဲ့။အိုမားနဲ့ရာသာတို့မြေဖွားနေအောင်လုံကလည်းအိမ်မှာရှိတဲ့ပကံတွေအိုးတွေအားလုံးယူပြီးရှေးကျနေတဲ့နေရာတွေမှာလိုက်ထားရပါတယ်။ဒါပေမဲ့လည်းဘာမှထူးခြားမလာခဲ့ပါဘူး။မိုးကပိုပြီးတော့တဲထန်စွာရွာသွန်းလာခဲ့ပါတယ်။ကြီးနေတဲ့အိမ်မှာရေတွေကလည်းတတော်တော်လေးကိုများလာပါတယ်။ဒုက္ခပါပဲ။ကြိမ်လုံးမှာရေတွေဖြစ်ကုန်ပြီးဘယ်လိုလုပ်မလဲ။အိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုလိုက်တိုင်းဆက်မအောင် လုံခြုံတဲ့တနေရာမှာပစ္စည်းတွေအကုန်လုံးကိုတွားချအမြန်လို့အမြန်လို့တဖက်မှာမြေဖွားနှစ်ယောက်ကလည်းအိမ်မှာရှိတဲ့ပစ္စည်းတွေရေမဆိုးအောင်လို့ထိန်းသိမ်းနေခဲ့ကြပြီးအိမ်မှာရှိတဲ့ဝင်နေတဲ့ရေတွေအကုန်လုံးကိုလည်းအပြင်ကိုပြန်ခတ်သွင်းနေခဲ့ကြပါရီပိုဖျားတခင်ဒုက္ခပဲအိမ်တအိမ်လုံးရေကန်ဖြစ်နေပြီးရေတွေကဘာလို့ဒီလောက်တောင်ဝင်လာရတာလဲကဲကဲကဲအမြန်လို့အမြန်လို့မြည်လေရေအမြန်လို့ရေတွေကိုအမြန်ခတ်ထုတ်ဆင်းရဲတဲ့အိမ်မှာမိုးရွာတာကဆင်းရဲဒုက္ခဖြစ်ပြီးချမ်းသာတဲ့အိမ်မှာတော့မိုးရွာလာတဲ့အခါမှာအောင်ပွဲလိုမျိုးပဲပျော်ရွှင်နေကြပါရီ ။အမလီရဲ့မိသားစုဝင်တွေကတော့မိုးရီတွေမှာပြောရွှင်စွာနဲ့ကောက်ခုံနေကြပါရဲ့။အဖေနဲ့မမေနှစ်ယောက်လုံးပဲမိုးရီတွေမှာလာပြီးတမယိုးနဲ့အတူတူကောက်ကြပါလား။အဖေရေဒီလိုလာကြည့်ပါဦး။မိုးရီရွာနေကအရင်အောင်ကောင်းတာပဲ။ကလေးတွေဒီလောက်ကြာမှပြောနေတာဆိုတော့ရှင်လဲလာခဲ့လိုက်ပါလားရှင်။မိုးရီတွေမှာရေချိုးရတာအရင်အောင်ကောင်းတယ်တိလား။မင်းကလည်းတော်လေးကိုစိတ်အားထက်သန်နေရပဲမင်းအောင်တလောက်ဆိုတော့ငါလည်းအတူတူရေသွားချိုးကြမယ်ဟုတ်တယ်ဒါဆိုလို့ရှင်တော့ကျမတို့မိုးရေရေသွားချိုးကြတာပေါ့ရှင် အခုလိုပြောရွှင်စရာကောင်းတဲ့အချိန်အခါလေးကိုတော့ကျမတို့ရေကူးကန်သွားရင်တော့မှခံစားရမှာမဟုတ်ဘူးတိလားအခုလိုနဲ့မိသားစုဝင်တွေအကုန်လုံးကလည်းအတူတူမိုးရေတွေမှာစော်ကစားနေခဲ့ကြပါရဲ့မိသားစုဝင်တွေအကုန်လုံးကလည်းမိုးရေတွေမှာပြောရွှင်စွာနဲ့ကောက်ခုံနေခဲ့ကြပါရဲ့တထဲကြီးကလည်းသူရဲ့အိမ်မှာလုပ်နေတဲ့အလုပ်သမားကိုခေါ်ပြောလိုက်ပါရဲ့ကဲရှောင်းတိရေအခုကမိုးရသည်လေအိမ်မှာအကြော်လေးပါလေကြော်လိုက်ပါလားကွာမိုးရနေတဲ့အချိန်ဆိုတော့အကြော်နဲ့တစ်ဖက်တောက်လိုက်ရမယ်ဆိုရင်တော့ share ပဲဘလို့လဲမိမရေငါပြောတာမှန်တယ်မလား ဟုတ်တယ်ဟုတ်တယ်ရှင်ပြောတော်မှန်လေကျမတို့လည်းဘိုက်အရန်စာနေရဆိုတော့တခုခုစားမှဖြစ်မယ်ဒါနဲ့ကလေးတို့ရေကလေးတို့ရောဘိုက်စာနေကြတာဆိုလို့ရှင်တော့ပြောလေဘာစားကျင်ကြလေပီဇာစားကျင်တယ်မမေဟုတ်တယ်မမေရဲ့တမီးလည်းပီဇာစားကျင်တယ်ကောင်းပြီရှောင်းတီးရေဒါဆိုရင်တော့ငါတို့အတွက်အကြောကြောမယ်ကလေးတွေအတွက်ပီဇာလုပ်မယ်အမြန်လေးလုပ်ခဲ့ဒါနဲ့ငါတို့အတွက်လဖေးလေတခါလေးဖြောခဲ့ပေးလိုက်ပါဦးနော်တဖက်ချမ်းသာတဲ့အိမ်မှာတော့မိုးရွာတော့ကိုကြိုးဆိုပြီးမုတ်တွေကိုလှုပ်စားနေခဲ့ကြပြီမင်း ။ဆင်းရဲတဲ့တော်တိုင်းမိသားစုဝင်တွေကတော့စင်စင်ရဲရဲနဲ့နေထိုင်ဖြတ်ကျော်နေခဲ့ကြရပါတယ်။ဆင်းရဲတဲ့တော်သားကလည်းနေရီတွေကြားနေခဲ့ပြီးပြောလိုက်ပါတယ်။ဒုက္ခပဲ။နင်တို့ဘာဖြစ်လို့စိတ်ပြက်လက်ပြက်ထိုင်နေကြတာလဲ။မိုးကတိတ်သွားပြီမဟုတ်လား။မိုးကတော့တိတ်သွားပြီအဖွာ။ဒါပေမဲ့စားတော့ဖို့အတွက်ဘာတစ်ခုမှမကြံတော့အကုန်ကုန်ပြီ။ဒီပုံစံတိုင်းဆိုရင်တော့ကျမတို့ဘာမှမစားမတော့ပဲနဲ့ဖိုက်ဟောင်းလောင်အဲ့ရအုံးမဲ့နေတူတယ်။အဖေါ်ကျွန်တော်ဖိုက်အရန်အစားရယ်။ဒါလေးရယ်အရန်ကြီးလဲစွရင်မနေပါနဲ့။အဖေါ်ရှိမှာပဲအနေငယ်ရှိတယ် ဒီနေ့တော့မင်းတို့မောင်နှမနှစ်ယောက်လုံးပဲပဲစားထားလိုက်တော့နော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကကြိုးစားနေခဲ့တာအခုချိန်ထိအိမ်ခေါမိုးကိုပြတ်မပြဲနိုင်သေးဘူးကွယ်ဒါနဲ့အဖွာကျွန်တော်တို့ခေါမိုးတစ်ခုလုံးကိုပလတ်စတိတ်နဲ့ကာထားလိုက်မယ်ဆိုလို့ရှင်ရောဘယ်လိုလဲအဲ့ဒီခါကြားလို့ရှင်တော့မိုးရုံမှမဟုတ်တော့ဘူးလို့ထင်တယ်။အော်မြည်လေးရဲ့ plus day ဆိုတာကလည်းဝယ်ရအောင်မဆဲကြီးရဲ့။ဒါပေမဲ့အရန်ကြီးလည်းစိုးရိမ်မနေပါနဲ့အဖွာရဲ့ကျွန်တော်တထင်းနဲ့ကျွန်တော်စကားပြောကြည့်လိုက်မယ်သူသားသဘောတူရဲဆိုလို့ရှင်တော့ကျွန်တော်ပတ်စံချီးခဲလိုက်မယ်နော်။ အေးအေးအေးဟုတ်ပြီသားလေးရေဟုတ်ပြီဟုတ်ပြီနေ့ရက်တစ်ထည်ကသဘောကောင်းတယ်ဆိုလို့ရှင်တော့တစ်ခေါက်တော့စူးစမ်းကြည့်လိုက်စမ်းမအောင်သူတော်လက်ခံသွားမယ်ဆိုရင်တော့ငါတို့အိမ်မိုးရွာတိုင်းရေကန်ဖြစ်နေတဲ့ဘဝကနေပြီးတော့လူငယ်ချမ်းသာခွင့်ရှာသွားလိမ့်မယ်အမန်ဆိုတဲ့တထည်ကြီးကတော့ပလတ်စတစ်တွေကိုလှုပ်တဲ့အလုပ်လုပ်ပါတယ်ကီရှန်ကတော့အဲ့ဒီစက်ရုံမှာအလုပ်လုပ်ကင်နေခဲ့တဲ့သူတယောက်ပါတယောက်မှာတော့ကီရှန်ကလည်းသူ့ရဲ့တထည်ကိုအိမ်ကပြဿနာတွေတော့ပြောပြလိုက်ပါတယ်တထည်ရေကျွန်တော်အခုညတစ်ခုတော့တောင်းကျင်လို့ပါ ကျွန်တော်တို့ရဲ့အိမ်မှာရေကအများတန်းကြီးပြီးတော့မိုးရွာလို့ရှိရင်ရေအမြဲရှို့တက်လို့လေ။အဲ့တော့ဖြစ်နိုင်လို့ရှိရင်ဒီဆက်ရုံမှာရှိတဲ့ plastic တွေယူသွားလို့ရမလား။မင်းတို့လိုမျိုးစင်ရဲသားပေါင်းများစွာကအခုလိုအိမ်တွေမှာနေနေကြတာသူတို့မိုးရွာဒီတိုင်းအခုလိုမျိုးမိုးရွာတဲ့ထံကိုခန်းစားကြရတာပဲ။ငါရဲ့ဆက်ရုံကထွက်တဲ့ plastic တွေအကုန်လုံးသူတို့အကုန်လုံးကိုလိုက်ပေးနေရမလား။မိုးရဒီမှာပဲငါကဓာရီကိုရောင်းရတာမင်းတို့ကိုရှောက်ဝေပေးနေမယ်ဆိုလို့ရှင်တော့ငါရဲ့စီးပွားရေးကိုဘယ်လိုလုပ်ရတော့မလဲ။ ဒါပေမဲ့တထေးကြီးရဲ့ကျွန်တော်ပတ်စံကိုနည်းနည်းချင်းစီပြန်ဆက်ပေးပါမယ်ဗျာ။တော်စားမှာကွာဘာလို့ပြန်ဆက်မှာလဲ။သွားသွားမင်းအလုပ်ကိုမင်းသွားလို့မင်းအလုပ်ပါပြုတ်သွားလိမ့်မယ်ထွက်သွားလိုက်တော့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကစ်ရှင်လည်းဒေါသတော်တော်လေးထွက်သွားပါရဲ့။ဒါပေမဲ့သူ့လိုစင်ရင်သားတယောက်ကချမ်းသာတဲ့တထေးကြီးကိုဘာရီမြထပ်ပြီးပြောနိုင်အောင်ပါလဲ။သူလည်းဘာမှပြောမနေတော့ပါဘူး။အရင်ကဆော့ပြီးတော့သူတို့အိမ်ရဲ့အိမ်အခြေအနေကလည်းတော်တော်လေးကိုပို့ပြီးဆိုးရွားလာပါရဲ့။ အထဲကြီးကတော့သူ့ရဲ့အင်ဂျီထဲမှာထိုင်ပြီးအေးအေးဆေးဆေးပြောရွှေနေတဲ့အချိန်တစ်ဖက်မှာတော့ဆင်းရဲဒုက္ခတွေကိုခံစားကြရပါတယ်။ချမ်းသာတဲ့သူတွေကတော့မိုးရွာတဲ့အချိန်မှာအရသာရှိတဲ့အကြော်တွေကိုစားလဖေးတောင်းနိုင်ကြပေမယ့်ဆင်းရဲသောတွေရဲ့မိဖို့ကံတစ်ခုလုံးကတော့ရင်းမြုံနေတဲ့အတွက်မီးရောင်မှွေလို့မရတော့ပါဘူး။ထမင်းဟင်းချက်လို့မရတော့တဲ့အခါမှာတော့ဖိုင်ဟောင်းလောင်းနဲ့အေးကြရပါတယ်။ဒီလိုအခြေအနေမျိုးမှာရာသာကိုရိုင်းကလည်းစိတ်ပြဝမ်းနဲ့ခဲရပါတယ်။ဘိုးဖျားသခင်အခုတော့မိုးတိတ်ပေးလိုက်ပါတော့ကျမတို့ဆင်းရဲသောတွေရဲ့ဘဝကိုလည်းကြည့်အောင်လေ။ ကျမတို့စင်ရန်တော်တွေကိုဘာဖြစ်လို့ဒီလောက်ကြာမှဒုက္ခစင်ရဲတွေပေးနေရတာလဲအိမ်မှာထမင်းလဲချက်လို့မရရေကလည်းဝဲနေတယ်ရှိတဲ့အဝိစားတွေအကုန်လုံးကလည်းခဏခဏထုတ်လှမ်းနေရတာဘယ်နေရာမှာထိုင်ပြီးတော့ဘယ်နေရာမှာအိပ်ရမှာလဲနေရာတစ်ခုကိုမရှိတော့ဘူးကျမတို့အတွက်လည်းစဉ်းစားပြပအောင်အရှင်ရဲ့ကျမတို့အတွက်လည်းစဉ်းစားပါအောင်ပြောပြီးနောက်မှာတော့တနာစီရကောင်းတဲ့ဖွာအိုကြီးကငိုပဲငိုနေပါတယ်ဒါပေမဲ့မိုးရွာစီဖြစ်တဲ့အတွက်မိုးကတော့အမြဲတမ်းရွာနေခဲ့ပြီးအိမ်တို့အိမ်သားတွေလည်းစိတ်ညစ်နေကြရပါတယ် ။မနှောင်းစရာကောင်းတဲ့အိုမားကတော့တရက်တရက်အိမ်တဲကရေတွေကိုခတ်ထုတ်နေရင်လည်းပဲထိန်ကုန်သွားရပါတယ်။ဒီနောက်သူမသူမအကိုပြောလိုက်ပါတယ်။ကျွန်မတရက်တရက်အိမ်ကနေရေတွေကိုခတ်ထုတ်ပြစ်နေရတာခါပါကြိုးတော့မယ်တိလား။ဘယ်အချိန်မှဒီအလုပ်တွေအကုန်လုံးကိုမလုပ်ရတော့မလဲဆိုတာကျွန်မလည်းမသိရဘူး။ချမ်းသာတဲ့သူတွေလိုမျိုးကျမတို့အိမ်ကလည်းကောင်းကောင်းကကန်ဖြစ်နေမယ်ဆိုရင်တော့ဒီလောက်ထိဒုက္ခခံစရာမလိုဘူး။အိမ်မှာရှိနေမိသားစုဝင်တွေအကုန်လုံးကလည်းစိတ်ပြတ်ဝမ်းနေနေကြပါရဲ့။မိုးရသည်မှာအိမ်မှာရေရိုနေရကတကယ်ကိုဒုက္ခအကြီးကြီးပါပဲ။ ။ဒီရက်မှာတော့ကီရှန်အလုတ်ကနေပြန်လာနေခဲ့တဲ့အချိန်မှာမိုးရေကတဲထန်စွာရွာသွန်းလာပါရယ်။မိုးရွာတာကိုကြည့်ပြီးနောက်ကီရှန်ကလည်းစဉ်းစားနေခဲ့ပါရယ်။မိုးကထပ်ပြီးရွာရွာပြန်ပြီးကွာဒုက္ခပဲအိမ်မှာရေတွေကထပ်ပြီးပြည့်နေအောင်မယ်။ဒီတနေ့အလုံးတနေ့ရဲမှာထိုင်ပြီးတော့ငါတို့ဖြတ်ကျော်ရတော့မှာပါလား။ကီရှန်အခုလိုပြောနေနေပလတ်စတစ်အိတ်တလုံးကိုတွေးသွားပါရီပလတ်စတစ်အိတ်လေးကမြေပေါ်မှာကျနေခဲ့ပြီးရေတွေကိုလည်းကောက်ွယ်ပေးနိုင်ပါရီပလတ်စတစ်အိတ်ရှိနေတဲ့မြေကြီးကတော့၆သွေးနေခဲ့ပြီးရေတွေကတခြားတစ်ဖက်မှာသာကျနေပါရီ ဒါကိုတွေ့ကြရတဲ့အခါမှာကရှန်ကလည်းအာအာတင်းသွားပြီးစဉ်းစားလိုက်ပါတယ်။ဒါကဘလို့ပလတ်စတိတ်အိတ်လဲ။သူ့အပေါ်ကိုရေတစက်တောင်မှမကြောက်ဘူးထူးဆလိုက်တာ။ဒါကမော်အစွမ်းထက်နေတဲ့စက်ကူများလား။ငါခေါင်းပေါ်မှာဒါကိုဆွတ်ထားလိုက်မယ်ဆိုလို့ရှင်တော့မိုးရေထဲမှာရှောက်သွားစေရမလို့တော့ဘူး။စဉ်းစားပြီးနောက်မှာတော့ကရှန်ကလည်းပလတ်စတိတ်အိတ်လေးကိုကောက်ရှူထားလိုက်ပါတယ်။သူ့ခေါင်းပေါ်ကိုတင်လိုက်တာနဲ့ပလတ်စတိတ်အိတ်ကအရွယ်အစားကြီးထွားလာပါတယ်။ခြေတွေကသူ့တကူလုံးကိုမထီရောပါဘူး။ဒါကိုတွေ့ကြရတဲ့အခါမှာကရှန်ကပို့ပြီးအာအာတင်းသွားခဲ့ရတာပေါ့။ ီနောက်မှာတော့သူပြောလိုက်ပါတယ်နေပါအောင်ဒါတော်လေးကိုထိုးစားတာပဲဒီ plastic အိတ်ကောင်မော့အစွမ်းထက်နေတဲ့ plastic အိတ်ကြီးများလားဘလို့ဖြစ်ပြီးရုတ်တရက်ဒီလောက်တောင်အဆမတန်ကြီးထွားလာရတာလေကီရှန်အခုလိုပြောလိုက်တဲ့အချိန်မှာပဲတစုံတရာရဲ့အတန်ကိုသူကြားခဲ့ရပါတယ်ကီရှန်ကြီးကီရှန်ငါပြောတာသေချာနားထောင်ငါကအမှန်တကယ်ပဲမော့အစွမ်းနေချက်နေတဲ့ plastic အိတ်ပဲနင်ကမိုးရွာဒီမှာအတော်လေးစိတ်ပြတ်ဝမ်းနေနေတယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ငါကိုယ်တိုင်နေစီကိုရောက်လာခဲ့တာပါ အခုနေပါအကူညီလို့လေအကူညီတွေအကုန်လုံးကိုငါကိုယ်တိုင်အကူညီပေးပါမယ်။ဒါဆိုရင်တော့နေငါ့ကိုအခုကောက်ွယ်ပေးခဲ့တယ်လို့မျိုးငါလိုဆင်းရဲသားတဲ့သူရဲ့အိမ်ကိုလည်းကောက်ွယ်ပေးမလား။မိုးရွာပြီးဆိုရင်တော့အိမ်မှာရေတွေအရန်ကိုဝင်ပြီးတော့တအိမ်လုံးစိတ်ညစ်ကြရတယ်။ထိုင်ဖို့နေရာတခုတောင်မရှိဘူး။ဒီစကားကိုပြောနေပြောနေလေကီရှန်လည်းဝမ်းနဲ့ပလက်ဖြစ်ပြီးငိုနေခဲ့ပါတော့တယ်။ကီရှန်ရဲ့မငိုပါနဲ့ကီရှန်ရဲ့မငိုနဲ့မငိုနဲ့ငါနဲ့ကိုအကူညီပေးနိုင်တယ်။နေရဲ့အိမ်ကိုမိုးရေတွေကြရတော့ကိုမပြောနဲ့။ရေတွေကြီးသွားတယ်ဆိုရင်တော့မပဲကဲတင်ပေးနိုင်တယ်။ ။ဘာလို့လဲဆိုတော့ရေကငါတို့နဲ့အမြဲတမ်းဝေးမောပဲနေရလေ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကီရှန်ဝမ်းသာပြောရွှင်သွားပါရဲ့။သူလည်းအိမ်ကိုပြန်လာခဲ့ပြီးနောက်မှာတော့ plastic egg ကိုသူ့ရဲ့အိမ်ခါမိုးပေါ်တင်ထားလိုက်ပါရဲ့။ plastic egg ကတော့ခါမိုးပေါ်တင်လိုက်တာနဲ့အရွယ်အစားတိုင်းကြီးထွားလာပါရဲ့။ကြောက်ကိုတွေ့ခဲ့ရတဲ့အခါမှာအားလုံးကလည်းအံ့အားသင်ကုန်ကြပါရဲ့။နေပါအောင်မြည်လေးရဲ့ဓာပါကြီးကိုယူလာခဲ့တာလဲထူးဆန်းလိုက်တာဒါကတကယ်ပဲ plastic အိတ်လားမော့အစွမ်းနေထက်နေရလားဒါနဲ့အကိုရဲ့ဒီ plastic အိတ်ကတကယ်ပဲမော့အစွမ်းနေထက်နေရလားကျမကလည်းပြောပြပါအောင်ရှင် ဟုတ်တယ်ဦးမရဲ့ဒီ plastic အိတ်ကငါရရဲ့အိမ်ကိုဘေးပလော့တွေအကုန်လုံးကနေပြီးတော့ကောက်ွယ်ပေးလိုက်မယ်။ဒီနေ့ကစပြီးတော့မိုးရွာတဲ့အချိန်မှာငါတို့ကိုယ်တိုင်လည်းစိတ်ညစ်စရာမလိုတော့ဘူးတိလား။ကောင်းတယ်ကောင်းတယ်ဒါလည်းတော်တော်လေးကိုကောင်းတဲ့ကိစ္စပဲကောင်းတာပေါ့။လူသားတွေစီကအကူအညီတောင်းနေဆိုတော့အပေါ်ပဲလူသားတွေကငါရရဲ့အခက်အခဲတွေကိုနားမထောင်ပေးခဲ့ပေမဲ့ဖျားသခင်ကတော့ငါရရဲ့ဆွတ်တောင်းတွေကိုဖြည့်ဆည်းပေးခဲ့ပြီနော်။သူရဲ့အိမ်ခါမပေါ်မှာမဟုတ်အစွမ်းထနေတဲ့ plastic အိတ်ကြီးရောက်ရှိလာခဲ့တာနဲ့သူတို့တအိမ်လုံးကလေမိုးရသည်မှာစိတ်ညစ်စရာမလိုတော့ပါဘူး။ တစ်ဖက်မှာမိုးရေကအစမပြတ်ရွာသွန်းနေခဲ့တဲ့အတွက်ကြောင့်မို့လို့တရွာလုံးရေတွေကြီးနေခဲ့ပါပြီ။ရွာမှာရှိတဲ့အိမ်တွေအားလုံးနဲ့အတူတူတထဲကြီးအမန်းကြီးရဲ့အိမ်ကလည်းရေထဲမှာမြုပ်နေပါရည်။လေးဘက်၄ရက်လုံးရေတွေကိုပဲမြင်တွေ့နေခဲ့ရပေမယ့်ကီရှန်ရဲ့အိမ်တဲအိမ်တဲကသာရေအနာမကတ်တာပါ။ဒါကိုတွေ့ခဲ့ရတဲ့အခါမှာတထဲကိုယ်တိုင်လည်းအာအာတင်သွားရပါရည်။သူမိသားစုဝင်တွေအကုန်လုံးရဲ့အသက်ဘေးအန္တရာယ်ကြောက်ရွံ့တော့မှဖြစ်တဲ့အတွက်သူကလည်းကီရှန်ရဲ့အိမ်ကိုအမြန်ဆုံးရှောက်လာပြီးအကူအညီတောင်းလိုက်ပါရီ။ကဲကီရှန်ရဲ့ငါ့မိသားစုဝင်တွေအကုန်လုံးဒုက္ခရောက်နေကြပြီငါတို့ကဲတင်မောင်းကွာ ငါတို့လည်းမင်းရဲ့အိမ်မှာခဏလောက်လာရောက်တဲခိုခြင်းနဲ့ဒီအချိန်မှာကရှန်ကလည်းတထေးမိသားစုဝင်တွေကိုနားခိုခွင့်ပေးခဲ့ပါရီတထေးရဲ့မိသားစုဝင်တွေကလည်းရေကြီးနေတဲ့အချိန်မှာကရှန်အိမ်မှာအေးအေးဆေးဆေးတက်တောင်းတတာနဲ့အားယူခဲ့ကြပါရီအရင်ကစပြီးတထေးကြီးကလည်းသူ့ရဲ့အပြုံမုံနဲ့အပြောဆိုတွေအကုန်လုံးကရှန်ပေါ်မှာပြောင်းလဲဖြစ်ခဲ့ပါရီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်